ယနေ့ဓမ္မနန်းတော်ဝိပဿနာရိပ်သာတိဆောက်ဖို့ရန်အတွက်တရားပြဝိညာဉ်ရှိပြီကနိဗ္ဗာန်ကိုရည်မှန်းပြီးတော့ပါဝင်တူတန်းပေးကြသောအလူရှင်များမှာဥမျက်လင်းထက်ဒေါ်နှင်းဝေအောင်မိသားစုမှ9000ကျပ်ဥအောင်တက်ဦးမှ1000ကျပ်ဒေါ်ညင်းညမ်းမေ1000ကျပ်မတ်သိမ့်သိမ့်ခိုင်မှ2000ကျပ်မတ်စင်စင်မိသားစုမှ3000ကျပ် တဝရကနာချုပ်ငင်းသွားသောမန္တလေးမြို့နေဖခင်ကြီးဦးဆောင်မိခင်ဒေါ်ကြည်တို့အားရည်သူရည်မှန်း၍သမီးမတ်တန်နာမှနှစ်သိန်းကျပ်ဤကုသိုလ်ရှင်စေနာရှင်ပေါင်းတို့သည်ကြောက်ဆဲဖြစ်သောကဇိုဘေတို့အန္တရာယ်သို့ယောဂါသို့အမျိုးမျိုးကင်းစင်လွင့်ပြောင်းပြီးဤဘဝဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခပေါင်းတို့ချုပ်ငင်းရာဖြစ်သောနိဗ္ဗာန်သို့မြတ်မောက်ပြုနိုင်ကြပါစေထိုမှတဖန် တဝရကနာကြောင့်ကြီးသွားတော်ဥဆောင်နဲ့တော်ကြီးတို့တည်လေတေဂာနိအခါတမယ၌မသိမ့်မတဲ့နှလုံးသွင်းမိညာအံအကရေးများမရောက်ရှိမရောက်တဲ့မရောက်ထိုက်သောဘုံဘဝဘုံဌာနတို့ရောက်ရှိအညာအံတမိဖြစ်သူဒေါတန်နာတို့ယနေ့ယခုပြုလို့လူတန်းဘေးဘူအတော်ကုသိုလ်ကောင်းမှုအဆုစုတို့အားသာဓုခေါ်နိုင်ရေးတော်၎င်းအမမထာတပါးပါသော ရွှေမျိုးမိသင်ဟာအပေါင်းတို့နှင့်တန်ခါတော်အရှင်သူမြတ်အပေါင်းဖို့မှပေးပို့အပ်သောကုသိုလ်ကောင်းမှုတို့အားသာဓုခွန်နာ၍တော်၎င်းမိမိပြုလုပ်ခဲ့ဘူးသောမိမိပြုလုပ်ခဲ့ဘူးသောကုသိုလ်ကောင်းမှုတို့အားသာဓုခွန်နာ၍တော်၎င်းဤကဲ့သို့ကောင်းမှုကုသိုလ်အဆုစုတို့အားပြန်လည်ကအမှတ်ရပြီးတော့သာဓုခွန်နိုင်ပြီလျင်အကယ်၍နိုင်ကြသောဘုံဘဝပုံဌာနသို့ရောက်ရှိညံ့အပ် မြင့်မြတ်သောဘုံဘဝပုံဌာဏသို့ရောက်ရှိပါစေဟုဆုတောင်းသမှုအာယုံပြု၍ယနေ့ကောင်းမှုကုသိုလ်တို့အားအမြတ်မြတ်တာပေးပါလေအလုံးသောတရားနာပရိသတ်အပေါင်းတို့နှင့်ကုသိုလ်ခြင်းစေနာခြင်းအပေါင်းတို့အားဤတရားတော်မြတ်ဖြင့်ကျေးဇူးဆက်အပ်ပါလေအလုံးသာလူခေါ်နိုင်ကြပါစေအဲ့တော့တရားအထုတ်တယ်ဆိုတာမိမိရဲ့ခန္ဓာရဲ့သဘောကိုစောင့်ကြည့်တာတရားအထုတ်တဲ့အလုပ်ပါ ဲ့တော့အနေများတာတည်ဘယ်မှာအနေများလဲလို့မေးရင်ရိတာနဲ့အိမ်ဘယ်မှာအနေများလဲလို့မေးရင်အိမ်မှာအနေများကြတယ်ရိတာဆိုတာအခိုက်တန့်အလျောက်နေရတဲ့နေရာပဲဒါကြောင့်ကျေးဇူးတော်ရှင်အရန္ဒတစုဖြစ်တော်မူသောမဟုတ်ကုဆရာတော်ကြီးကတော့အိမ်တွင်ပရိသတ်သောဥပ္ပဆိုတာကိုတနည်း၃၄ထုတ်ပြီးတော့ကိုဟောသွားပေးတယ်အိမ်မှာနေရင်လည်းရှုဖို့ဟောပေးတာပေါ့ အိမ်မနေနဲ့ရှုနိုင်အောင်လို့ဟောပေးတယ်အဲ့တော့သတိပဋ္ဌာန်၄ပါးမှလည်းကာယဝေဒနာစိတ်ဓမ္မလို့သတိပဋ္ဌာန်၄ပါးတရားရှုမဲ့ပုဂ္ဂိုလ်ကသတိပဋ္ဌာန်၄ပါးကိုသိတယ်သိရမယ်စိတ်ကိုရှုမလားဝေဒနာကိုရှုမလားပြီးတော့စေယောဝေဒနာဓမ္မလေးမျိုးမှာကြိုက်တဲ့ကိုနဲ့တင့်တယ်တယောက်ပတ်တဲ့အရာကိုရှုကြည့်ရင်းနဲ့ ကာယကိုရှုလို့အပြက်ကိုတွေ့ရင်ကာယ ानु ပါဒနာကိုဆက်ရှုဝေဒနာစိတ်ဓာတ်ဓမ္မကိုရှုမှအပြက်မြင်တယ်ဆိုရင်ကိုတင့်တော်တဲ့သတိပဒံတဘာဘာကိုရှုပြီးတော့အပြက်မြင်အောင်ဖြစ်ပြမြင်အောင်တွားရဒါကအာထောရမဲ့ဓမ္မရဲ့နန်းစဉ်ပဲအဲ့တော့ဘယ်မှာအနေများလဲလို့မေးရင်လူတွေတော်တော်များများအနေများတာကအိမ်မှာပဲအနေများတယ်အဲ့တော့ဂရဝါတော်ဘုကိစ္စောပါဠိတော်ရာ အလုတ်ကံအရန်များတဲ့အချိန်မှာတရားအထုတ်ဖို့အချိန်မရဘူးအချိန်မရတာမဟုတ်ဘူးအချိန်နဲ့ရနေဖက်ပြီးတော့တရားအမထုတ်တာအချိန်ရတော့ရှိနေတယ်ဘသူမှလွတ်လပ်ပြီးတော့ပြီးဆုံးသွားပြီးတော့တရားအထုတ်နေတဲ့ပုံကိုရဲလို့မရှိဘူးဆိုကြပါစို့ပရာစာရိယာယူနှံပြီးတော့ကြောင်းဝင်ပြင်းနေတရားနဲ့တွေ့ပြီးတော့အရိယာဖြစ်တယ်ဘုသုတ်ဘုအမ်ဗုဒ္ဓသောနာထေရီဆိုလို့ရှိရင်လေတာရီသမီးတွေရပြစ်ထားလို့ ကြောင်းရောက်ရင်းနဲ့ယဟန္တာဖြစ်ရတယ်။ဆိုတော့ဒီလိုပါဠိတော်ကြီးတွေကိုထောက်ဆခြင်းအားဖြင့်လေဘလူအမအားပြီးတော့ကိစ္စတွေပြီးပြီးတော့တရားလုတ်ကိုဇောက်ချပြီးတော့လုတ်ပဲဆိုတာမျိုးဟာရှားပါတယ်။ရှိလဲရှိတဲ့အခိုက်အတန့်လည်းရှိပါတယ်။သို့တော့အ ਨੇ ချင်းမြရှိပါတယ်။ဒါတော့ရှင်သာရိပုတ္တရာတို့အက္ခတာဝကရှင်မမောကလန်တို့လောက်အ ਨੇ ချင်းလောက်နောက်ပြဿဝကိငါတို့လောက်ပါတရားတိတံကိုသွားတဲ့ လမ်းကြောင်းပေါ့သို့တော့အလုတ်တွေများတဲ့ပုံကောများအတွက်ကြတော့ရိတ်တာမဝင်နိုင်ဘူးရိတ်တာမှအာမထုံနိုင်အခိုက်တန်တော့ပဲရိတ်တာသွားနိုင်တယ်အာထုံနိုင်တဲ့ပုံကောများကြတော့အိမ်မှာအမြဲတမ်းရှိနေတယ်တချို့ကြတော့လေတရားအာထုတ်ခြင်းနဲ့အိယာဖြာခတ်ရောက်သွားတဲ့အချိန်မှာတရားအာထုတ်ဖို့လွန်မတန်းမှမဖြစ်နိုင်တော့အဲ့လိုပုံကောများအတွက်ဘလို့တရားအာထုတ်ကြမလဲဆိုတော့တရားဟာရိတ်တာသွားလေခန္ဓာကိုရှုရတာပဲအိမ်မှာနေလဲခန္ဓာကိုရှုရတာသို့တော့စိတ်ငြိမ်တာနဲ့ စိတ်ငြိမ်တဲ့နေရာနဲ့အိမ်မနေရင်တော့ဒါသမီးစက်စက်ဒီစီးပွားကိစ္စတွေနဲ့များတော့အိမ်မှာတော့အလုံးအမှုတွေများလို့မဟုတ်လို့အားထုတ်ဖို့ခက်ခဲတာပေါ့ဒါပေမဲ့ကျွမ်းကျင်ပြီးတော့သိနားလည်သွားတဲ့ပုံကမှာတော့ဘယ်နေရာမှာနေနေခန္ဓာရှိရယ်ခန္ဓာရှိရင်တရားရှိရမယ်။ဘာတရားလဲလို့မေးရင်ဒီခန္ဓာကိုယ်ပေါ်မှာ အမှန်တိုင်းသုံးသပ်နိုင်ရင်သဘောတဘာဝရဲ့ တရားဓမ္မကိုအမှန်တိုင်းသိရင်ဒါတရားအထုတ်တာပဲပေါ်တိုင်းပေါ်တိုင်းသိရင်တတိပေါ်တိုင်းပေါ်တိုင်းသိပြီးတော့ပြည့်ရင်ပညာတတိနဲ့ပညာရေတာကိုသွားအထုတ်တော့လေတတိပညာကိုသင်ပေးတယ်အိမ်မာနေရင်လည်းအလုံးလုံးရင်လည်းအထုတ်တာလေတတိပညာပါပဲအဲ့တော့တတိပညာကိုဥဆောင်ပြီးတော့မှတ်နေဒါတရားအထုတ်တာပဲတရားထိုင်တာဈဉံဆောင်ရင်ရှုတာဒါကအရိယာပုဂ္ဂိုလ်ပြောတာ ထိုင်းပြီးတော့အာထုတ်တာရိတ်တာမှာဟုတ်တယ်ထိုင်းအာထုတ်ရတယ်တမနာတာရုပ်ပကျဉ်းညိုဝဲဖြစ်အောင်တမာတိအာကောင်းလင်မြန်စွာတရားရဖို့အတွက်ထိုင်းပြီးတော့အာထုတ်တဲ့အချင်းကိုသင်ပေးတယ်အာထုတ်ကြတယ်ကျဉ်းညိုဝဲဆောင်းတယ်တမာတိရလွယ်တယ်သို့တော့တရားရတယ်ဆိုတဲ့နေရာမှာထိုင်းရင်းထားခြင်းလမ်းလျှောက်ခြင်းအိတ်ခြင်းဆိုတဲ့အရိယာဘုတ်လေးမျိုးလုံးဟာဗေရိယာနဲ့ပဲအာထုတ်အာထုတ်တတိပညာဘာနေဖို့ကအရေးကြီးတယ် သတိပညာဘသူ့ဘောမှာထားမှာလဲဆိုတော့အခုဖြစ်စေပေါ်သေးခန္ဓာ။ဒါကြောင့်ပစ္စုပန်နေနာယောဓမ္မံတတ္ထာတတ္ထာဝိပတ္တိအခုပေါ်သေးခန္ဓာအခုပေါ်သေးခန္ဓာဒီပရိစ္ဆသောဘခန္ဓာအဲ့ဒါကိုအခုပေါ်တာကိုသိရင်တတိအခုပေါ်တာလေးမရှိတော့ပါလားလို့ဆုံးမြတ်ချက်ချနိုင်ရင်ပညာဆိုတော့ရေးသားထဲမှာလည်းမဟုတ်ဘူးအိမ်မှာလည်းဒီလိုပဲသတိပညာနဲ့ဆုံးမြတ်ချက်ချနိုင်ခြင်းအပြင်တတရားအားထုတ်တာ ထိုင်းနေတာမြန်မာတရားအထုတ်တာမဟုတ်ပဲနဲ့လမ်းလျှောက်ရင်းနဲ့တစ်ချက်မှတ်နိုင်ရင်သတိပညာတစ်ချက်မှတ်နိုင်ညာနဲ့တပြိုင်နဲ့ဝိပဿနာဖြစ်တယ်အပြက်ကိုမြင်ရင်ဝိပဿနာဖြစ်တယ်ဘယ်သူရဲ့အပြက်လဲလို့မေးခန္ဓာရဲ့အဖြစ်နဲ့ခန္ဓာရဲ့အပြက်ဘယ်ခန္ဓာလဲလို့မေးတော့သဘောခန္ဓာမမြင်ရတဲ့သဘောခန္ဓာအခုအောက်နေတဲ့သဘောခန္ဓာအဲ့ဒါကိုပရိစ္ဆေသဘောပတ်နဲ့ပြောတဲ့အခါကျတော့ဝေဒနာနဲ့ငာနဲ့မရောစေနဲ့ဒီလိုသွားပြောတာဟုတ်တယ် ဝေဒနာဒုက္ခဝေဒနာဒုက္ခဝေဒနာသောမနတဝေဒနာဒောမနတဝေဒနာဥပေက္ခဝေဒနာဒါကချုပ်ပြီးတော့ပြောလိုက်တယ်တကယ်တမ်းတလုံးနဲ့တင်ပြောတော့ဒုက္ခလည်းဝေဒနာဒုက္ခလည်းဝေဒနာဒောမနတလည်းဝေဒနာဥပေက္ခလည်းဝေဒနာပဲအဲ့ဒီဝေဒနာနဲ့ငါနဲ့မရောသင့်တယ်ဆိုတော့ဒါကညာတပညာခန်းနဲ့ပြိဿသောပတ်ကိုပြောလိုက်တာဝေဒနာကိုဝေဒနာပဲလို့သိလိုက်တာဝေဒနာနဲ့ငါနဲ့မရောပဲနဲ့ကြွားသွားတာဒီဝေဒနာနှိမ့်ဆက်တတ်တဲ့သဘောပါလားလို့သိလိုက်တော့အဲ့ဒီငါကိုခွာပြီးသားငါကိုရှုလိုက်တာ ဝေဒနာဟာငါလို့ယူရင်ဒိဋ္ဌိဝေဒနာဘာကြောင့်ဖြစ်တာလဲလို့မေးရင်တန်တရာဒီဝေဒနာမပြောက်သေးပါလားလို့ပြောက်ချင်တဲ့ဆန္ဒရှင်လောဘဒီဝေဒနာကိုမကျေနပ်တာကဒေါသဒီဝေဒနာဘာလဲဘာကြောင့်ဖြစ်နေတာလဲလို့မသိတာကမောဟဆိုတော့ဝေဒနာတစ်ချက်ဖြစ်တိုင်းဖြစ်တိုင်းမှာမသိရင်အဝိဇ္ဇာပရိစ္ဆေသောပတ်၁ကစပြောက်ချင်တယ်ဆိုရင်လောဘပရိစ္ဆေသောပတ်အလျားနေပြန်စမကျေနပ်ရင် ဒေါသပရိစ္ဆေသောဘအဆုံးကနေပြန်ပတ်တယ်ဝေဒနာငါပဲလို့ယူရင်တက္ကာယဒိဋ္ဌိပရိစ္ဆေသောဘအလျံနေပြန်ဆတယ်အဲ့တော့ဒါကဝေဒနာကိုခွာပြီးတော့မရှိတဲ့ပုံကိုဆုလိုတာကရေးတာပဲသွားသွားအိမ်မှာပဲနေနေလံကြောင်းယထာဘုဒ္ဓညာနာယတတ္ထပရိယေတိတဘောပါဠိတော်အရာဟောတိုင်းမှန်စွာသင်လဲပေးတယ်သင်ပေးတဲ့အတိုင်းလဲကျင့်နိုင်ရင်အောက်နေတာဝေဒနာ ဝေဒနာလို့သိရင်ငါကွာငါကွာပြီးသားဖြစ်သွားတယ်ဝေဒနာလို့သိရင်ငါကွာတယ်ဝေဒနာလို့သိရင်မောဟကွာတယ်ဝေဒနာလို့သိရင်လောဘဒေါသပြီးတော့တဏမာနဒိဋ္ဌိနဲ့တောကပရိဒေဝကွာသွားတာမဟုတ်လို့ငါတယ်မဟုတ်ဘူးနောက်ကနေအနုပါဒនិရောဓအနေနဲ့သဟဇာတအနေနဲ့ကိရိတာတွေကွာသွားတာဝေဒနာပဲလို့သိပြီးတော့ဝေဒနာနှိမ့်ဆက်တာပဲလို့ဆုံးဖြတ်ချက်ချရင်သိတယ် တတိဆုံးမြတ်ချက်တဲ့ပညာအဖြစ်အပျက်ကိုတွဲမြင်တာမို့လို့တက္ကာယတတရာအုပ်စေတာလဲသိတာမို့လို့ပရိစ္ဆေသောဘကိုအလဲရလဲပြတ်တယ်အဆုံးကလည်းပြတ်တယ်အစကလည်းပြတ်တာတိဝေဒနာနဲ့ငါနဲ့